ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်စူစီတဲ့ပွဲစဉ်ကကစားသမားတွေရဲ့ player rating ပေါ့ဗျာကိုသမားအန်ဒရယ်ဦးနနာဦးနနာကိုတော့ကျွန်တော်ဒီနေ့ပွဲစဉ်မှာ rating နဲ့ပဲကျွန်တော်60ပေးထားတယ်ဆိုတော့ average rating ကတော့ number 4ပေါ့နော် rating number 4 60ကျွန်တော်ပေးထားတယ်ဆိုတော့ဦးနနာအနေနဲ့ဒီနေ့ဒီနေ့ပွဲမှာဆိုလို့ရှိရင်အပြစ်ပြောစရာလိုခဲ့တဲ့လုံးနေအများကြီးရှိခဲ့တယ်လို့ကျွန်တော်မထင်ဘူးဒါသူ့ရဲ့ long ball တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်သဘောမကျဘူးဗျာတိလာဒါပေမဲ့လည်းဦးနနာလို့ကိုသမားမျိုးက ဒီအလောင်းဘောတွေတည်နေတဲ့နေရာမှာနီးပြရဲ့ဘောနော်ကျွန်တော်ဒီညွန်ကြားချက်တွေလည်းပါကောင်းပါမှာပေါ့လေစိတ်တိုင်းကြလျှောက်ကန်ကြတွေလည်းဟုတ်ချင်မှဟုတ်မှာပေါ့ဟုတ်ချင်လည်းဟုတ်မှာပေါ့အဲဒီမဲ့လို့ဘောနော်အဲ့ဒါညနေပတ်သက်ပြီးတော့ကျွန်တော်အများကြီးမပြောလို့ဒါပေမဲ့သူ့ရဲ့ passing တွေကဘယ်လိုမှတိကျတာတွေကျွန်တော်မရှိဘူးဆိုတော့ကိုတိုက်စစ်တွေကမှအမြင်ဘောရှင်မလူနိုင်ပါဘူးဆိုမှသူကိုယ်တိုင်ကပါကျွန်တော်ဒီကိုလူစီရောက်အောင် direction ကောင်းကောင်းမပေးနိုင်ဘူးဆိုလို့ရှိရင်တော့အချိန်ကြီးကမကောင်းသေးဘူးနော်ဆိုစီတဲ့ကိုသမားနဲ့ဆိုလို့ရှိရင်ပြတခြားစီတည်ရမလားဒါပေမဲ့လို့ဘောနော်ဦးနန်းအနေနဲ့ ရှုံးမဲ့ကျွန်တော်တို့ဒါအချိန်ကြီးကနေပြီးတော့သူကာကွယ်သွားနိုင်ခဲ့တဲ့အလုံးကြီးကျွန်တော်တို့ရှိတယ်။အရန်ကောင်းတဲ့ကံကြက်နှလုံးတော့ကိုသူကောင်းကောင်းကာကွယ်နိုင်ခဲ့တာ။အဲတော့ဒီပွဲကတော့ Andre Unana ကိုကျွန်တော် Rain နဲ့ကျွန်တော်60ကျွန်တော်ပြထားတယ်။ Lenny Yoro Rain နဲ့ကျွန်တော်၄ထိပဲပြထားပါဗါတယ်။တာမန်မှာပဲတာမန်ထက်ပိုတဲ့ performance တွေပြနိုင်ခဲ့တယ်လို့ကျွန်တော်မထင်ဘူး။ဂျူရိုကလည်းစတော်စီတီလူစားလေးခဲ့ရတယ်ဆိုတော့အာဆင်နယ်နဲ့ပွဲစဉ်အတွက် channel လို့ပဲကျွန်တော်ယူဆတယ်။ဒါပေမဲ့လို့ဘွနော်သူ့ရဲ့ဥပရောရကျွန်တော်ကြည့်ရင်အဲ့လောက်ကြည့်ဒီကျွန်တော်ကောင်းခဲ့တာတွေကျွန်တော်မရှိဘူးဘွနော်။ဒါအပြင်ဒီလစ် ဒီနေ့ကတော့ဒီ3 center back team မှာဆိုရင်အကောင်းဆုံးလို့ကျွန်တော်ပြောလို့ရတယ်ကျွန်တော် rate နဲ့ကျွန်တော်60ပေးထားပါတယ်ဒီလေးအနေနဲ့အရင်ကြီးလမ်းပြန်ထွက်နေတဲ့ performance မျိုးမဟုတ်ပြီမဲ့လေလို့ဘာလို့ခုနကပြောလို့ပဲဒီအသင်းရဲ့ defensive line မှာဆိုရင်အကောင်းဆုံးလို့ပြောလို့ရတယ်ဗျာ wing back ကစားမတွေအပါဝင်ဒီလေးကိုမှီခဲ့တဲ့ player မရှိဘူးဒါပြင်ကျွန်တော်ဒီ center back မှာဆိုလို့ရှိရင်လည်းအမှားလုပ်ခဲ့တာတွေကျွန်တော်မရှိဘူးဗောနော်ဆိုတော့ဒီလေးကတော်တော်ကို strong ဖြစ်တဲ့ performance တကူကိုထပ်ပြီးတော့ကျွန်တော်ပြသွားတယ် ဆိုတော့ range နဲ့ကျွန်တော်60ပေးထားပါတယ် Mazda V ကျွန်တော် range နဲ့ကျွန်တော် 4T ပဲပေးထားပါတယ်အဲ့တော့ 3T ပဲကျွန်တော်ပေးထားတယ် Mazda V ကိုဒီပွဲမှာကျွန်တော်လုံးဝသဘောမကျဆုံးပဲ Mazda V ဒီနေ့ပွဲတင်မှာသူတော်တော်ယုံကန်ခဲ့ရတယ်ဒီကူဘိုကိုလည်းသူလုံးဝမထိန်းနိုင်ခဲ့ဘူးเนาะကူဘိုကိုလည်းသူမထိန်းနိုင်ခဲ့ဘူးအဲဒါအပြင်ဒီဘယ်လိုပြောလဲဘေးတပ်လင်းကစားတဲ့နေရာမှာလည်းသူတွေမဟုတ်ဘူးဗျာဒီတသိန်းလုံးကြီးပါရုံးကန်နေရတယ်ဆိုတော့လေဒီလားအချိန်ကြီးမကောင်းခဲ့ဘူးပေါ့เนาะဒါပေမဲ့လို့ကံမကောင်းတာတခုက မာဇရာဗီကပွဲပြီးတဲ့အခါမှာအင်ဂျူရီပြဿနာကြုံသွားရတဲ့လက္ခဏာမျိုးကျွန်တော်မြင်ခဲ့ရတယ်တတတော်လေးကံမကောင်းဘူးအင်ဂျူရီမကြုံပါစေနဲ့လို့ပဲကျွန်တော်ဆုတောင်းအောင်မယ်အသင်းကလူစင်းရင်အဆင်မပြေတဲ့အနေထားအာဆင်နယ်နဲ့ဝီကန်မှာနေကစားတော့မဲ့အချိန်မျိုးမှာမာဇရာဗီလူကစားမမျိုးကိုကျွန်တော်ထပ်ပြီးတော့လက်လွှဲရလို့မဖြစ်ဘူးပေါ့နော်ဆိုတော့ rain နဲ့ကျွန်တော်ဒီပွဲမှာလည်းသူ့ကို3 ठी ပဲပေးထားပါဗျ။ဆိုတော့ဒီကိုဒါတော့ကျွန်တော် rain နဲ့ကျွန်တော်2 ठी ပဲပေးထားတယ်။ဒါတော့ဟာဒီနေ့ပွဲစဉ်အသင်းရဲ့ performance အဆုတ်ဆုံးကစားသမားတွေထဲမှာပါတယ်။ သူတပင်းတော့ Resman Whiteland ကိုချိုးပြီးစရာရှိတဲ့အလုံကိုလုံးဝချိုးမပေးခဲ့တာကသူ့ရဲ့ decision making နဲ့ပတ်သက်ရင်တော်တော်ကိုမေးခွန်းထုတ်စရာကျွန်တော်ကောင်းနေပြီ။ဒါတော့ရဲ့ဒီဆုံးဖြတ်ချက်ချတဲ့အပိုင်းနဲ့ပတ်သက်လို့မေးခွန်းထုတ်စရာကောင်းနေတာကဒါကပထမဆုံးအချိန်တော့မဟုတ်ဘူး။ဒီချက်ပို့ပြီးတော့တော်တော်ကိုပြောစရာဖြစ်လွန်းနေပေါ့နော်။ဆုံးဖြတ်ချက်ဒီလည်းကျွန်တော်အများကြီးဒီကောင်ရှေ့ပွဲဒီမှာအများကြီးချခဲ့တာ။ဒီကစားမကတခါတလေကြာရင်စဉ်းစားဉာဏ်ကိုရှိလာကျွန်တော်နားမလဲဘူး။အဲကျွန်တော်တို့ဘလို့ဘလို့ပဲပေါ့နော်ဟိုဖြည့်တွေးပြီးပြပြအဲ့လိုအလုံးမျိုးက မြင်ဟိုရှေ့ကိုထိုးပြရလောက်အောင်အထိရှင်းနေတဲ့အချိန်ဒီမျိုးကမပေးနိုင်ဘူးဆိုတာမျိုးကဒါတော်တော်ကြီးကိုလက်လန်လုံးပါတယ်တော်တော်ကြီးကိုလက်လန်လုံးပါတယ်ညံ့တာကြီးကနော်ဆိုတော့ဟိုဘယ်လိုပြောမလဲဝင်းဘက်စ်မှာလဲဝင်းဘက်တယောက်လိုမျိုးပြုမှုနိုင်ခဲ့တာတွေအများကြီးကျွန်တော်မရှိဘူး positive and performance တွေဒါလော့စီကတွေးခဲ့ရတယ်လို့ကျွန်တော်မထင်ဘူးဒါဒီနေ့ပွဲဒီမှာဒါလောက်ကိုကျွန်တော်ရင်းနေမဲ့ကျွန်တော်တူးထိပဲပေးထားပါဗျ။ဘရူနိုဖရန်ဒက်စ်သူ့ကြောင့်ပင်နေဒီပေးခဲ့လေရတယ်။တော်တော်ကံမကောင်းတာပါ။ဟိုလောလောဆယ်မှာတော့ကိုရီပရိသတ်ဒီမှာလေပင်နေဒီနဲ့ပတ်သက်လို့ရှိရင် သဘောမကျကြဘူးဘနော်ဟာစူးစီးတဲ့ကစားမားတွေတောင်မှနော်ဆိုတော့ကမတက်တာကိုပါညာပေါ်တိုင်းမဲ့လို့ပင်နေဒီကပင်နေဒီပဲပေါ့ဗျာဟောနော်ပင်နေဒီကပင်နေဒီပဲဆိုတော့ပြီးလိုက်ရတာပဲကံမကောင်းခဲ့ဘူးဒါမဲ့လို့ဘလူးနိုဖရန်နက်စ်ကိုကျွန်တော်ရင်းနဲ့ကျွန်တော်4 ठी ပဲပြီးထားတယ်ဖာနန်ဒက်စ်မှအဆင်မပြေရင်ကျွန်တော်တက်သိန်းလုံးတိုင်ပတ်တာနော်ဒါမဲ့လို့လက်ရှိဒီပွဲမှာက60ပါလို့ကောင်းကောင်းကစားနိုင်ခဲ့တာပဲကျွန်တော်တို့ဒါကျေးဇူးတင်ရမယ် ဆိုတော့ Fernandez ရဲ့အကောင်သုံးပွဲတော့မဟုတ်ခဲ့ဘူး Rain နဲ့ကျွန်တော်40ပြီးထားတယ် Casemiro Rain နဲ့ကျွန်တော်40ပြီးထားတယ်ရာသီအပွဲစစခြင်းမှာထင်သလောက်တိတော့ကောင်းခဲ့တာမျိုးမတွေ့ရဘူးသူဆိုလည်းပဲတပွဲလုံး overall ရဲ့ performance ကျွန်တော်ကြည့်ရင်အရင်ကြီးအရင်လိုမျိုးကျွန်တော်ရှေ့ပွဲစဉ်တွေကတွေ့ခဲ့တဲ့ Casemiro မျိုး Casemiro လိုမျိုးလိုအပ်ချက်ကြီးမားတဲ့ performance မျိုးတော့မဟုတ်ခဲ့ဘူးမဆိုးလို့တော့ကျွန်တော်ထင်နေပါတော့ဆိုတော့ရှိပွဲစဉ်လာမယ့်ပွဲစဉ်မှာပွဲကစားခွင့်ပူရဖို့ကျွန်တော်မျှော်လင့်နေဥကာဒေတာမှာပါနိုင်မှုဆိုလို့ရှိရင် အထရီဒူဂူကျွန်တော်ရင်းနဲ့ကျွန်တော် 3D ပဲပြီးထားပါတယ်ဒူဂူနီနဲ့အနီကက်ကြောင့်သူဖူလန်နဲ့ပွဲစဉ်ကိုသူလွဲခဲ့တယ်လွဲပြီးတော့ဂျားထဲမှာနားရရခဲ့ရတာနဲ့ဒီပွဲမှာသူ performance ကောင်းအောင်မကစားနိုင်ဘူးဒီနေရာမှာကျွန်တော်တို့အသက်20ပဲရှိသေးတာတို့နော်ယာတီဘွားကပြောင်းလာတာတို့ဘလို့ပဲဖြစ်တွေးပြီးပြီးဂျားထဲမှာ AACC အနားရခဲ့တဲ့ကစားမတယောက်နော်ကျွန်တော်တို့ဒီကစားဒီလက်ရှိပြန်ကစားတဲ့နေရာမှာဟိုဘယ်လိုပြောမလဲ perform ဒီကောင်းတော့ကောင်းကောင်း performance ပြနိုင်မှုကျွန်တော်မျှော်လင့်တာဗျာ ူလည်းပဲတာမန်ထက်ကျွန်တော်မပို့ဘူးတခါတလေမှတော်တော်လေးကိုတိုင်ပက်တယ်ကျွန်တော်ရင်းနှီးမဲ့ကျွန်တော်ခုနကပြောလိုပဲကျွန်တော်ဒီဝါတိပဲပြီးထားပါတယ်နော်ကနာချူဖန်နေမှုတကြိမ်လုတ်ခဲ့တဲ့အတွက်ဒါကနာချူကိုကျွန်တော်အရင်ကြီးတော့ running back နဲတိုင်းပြောရဲကျွန်တော်ပေးမှာတော့မဟုတ်ဘူး။ဒါပေမဲ့လို့ကနာချူနေနဲ့တခါတလေမှာဟိုတခါကျန်ကိုကိုပြန်တွေးဖို့လိုတယ်ဗျာတိလာကျွန်တော်တို့ကစားမားတွေနေနဲ့မှန်ပါတယ်။အင်းရဲ့တိုက်စစ်မှာသူ့လိုကစားမားမျိုးမရှိဘူး။သူ့လိုကစားမားမျိုးဆိုတာကအင်းဟိုပြေးနိုင်လွှားနိုင်နေဆိုတဲ့အမြင်နဲ့စဉ်းစားကစားနေတဲ့ကစားမားမျိုးကျွန်တော်မရှိဘူးဗောနော်။ ရင်းနံပါတ်ကျွန်တော်ဟိုဒါ4 TB ပေးထားပါတယ်။တာမန်ချီသွန်းတော့ကျွန်တော်ပေးလိုက်ပါတယ်။ဒါမှမဟုတ်ကျွန်တော်ပြောချင်တာကအခိုင်ကျရင်ကုကစားမတွေကခေါင်းမတုံးမှုပြကစားတာ။ခေါင်းမတုံးမှုပြသိလား။ဟိုဘယ်လိုပြောမလို့ဖန်တီးမှုတစ်ကြိမ်လုတ်ခဲ့တယ်ပေါ့။အကယ်လို့ကျွန်တော်တို့သူရှေ့မှာဒီထက်ပို့ပြီးတော့အခြေဆက်ဒီကစားခဲ့မယ်ဆိုရင်အသင်းဘလောက်ပြောင်းနေသွားမလဲ။နော် area box ထဲမှာလွတ်လွတ်ကျွတ်ကျွတ်ကန်ကွင်းရတဲ့ chance ကောင်းနေဆိုလို့ရှိရင်သူသာ goal box တက်အောင်ကန်ကွင်းမရခဲ့မယ်ဆိုလို့ရှိရင်အနေဆုံးတော့တောင်းကန်ဘောတွေကျွန်တော်ရမယ်ဗျာ။ ဲ့ဒါမှအခုကဘာဖြစ်လဲဂိုးလုံးဘောဒီနဲ့ပဲကျွန်တော်အဆုံးသက်ခဲ့ရတယ်။ area box ထဲမှာကန်ရတာနော်အလွတ်တေကြီးပဲရယ်။သူများစီဘောလုံးရရင်ကျတော့မလက်တမြောင်မြောင်ချီတမြောင်မြောင်နဲ့သူ့စီဘောလုံးရရင်ကျတော့လူပေးဖို့မကြိုးစားဘူး။လူပေးဖို့မကြိုးစားဘူးနော်။ဆိုတော့ဟိုဘာလဲ comment တွေမှာကျွန်တော်ရှီသေးတယ်တချို့ငနေတချို့ကဘာလဲဆိုတော့ကာနာချူမမကန်ရင်ဘသူကန်ပါလဲတဲ့။ခြေတော်နှစ်ချောင်းပါတဲ့ကစားမားတွေကြီးခြေတော်နှစ်ချောင်းပါတဲ့သူတွေကြီးပဲကာနာကျူတကောင်နဲ့ကန်တက်တာမဟုတ်ဘူးအိုနန်းနာတော်ကန်တက်သေးတယ်ပြောချင်တာကဒါမှမဟုတ်သူကအုံနောက်မရှိပုံကိုပြောတာဗျာသိလား ကိုကလူပေးစရာရှိတာပေးပါလားအခြေဆက်နဲ့ကစားစရာရှိရကစားပါလားနော်ဟိုဘယ်လိုပြောမလို့ဂါနာချူလက်ရှိဒီပုံတကယ်တမ်းအပြာဂါနာချူဆိုတော့ကမင်းယူနိုက်တက်လို့အသင်းမျိုးမှာပွဲထွက်ခွင့်ရတဲ့အကြောင်းရှိမနေဘူးအရန်တောင်မှ၃စင်းလောက်ဖြတ်ပြီးမှလာမယ်ကစားမရဲ့အရေးသွေးမျိုးပဲကျွန်တော်ရှိတာတကယ်တမ်းဘာရီချင်းမှအကောင်းကောင်းရှိတာမဟုတ်ဘူးဂါနာချူနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ဒါအကောင်းဆုံးအရာပါလေလက်ရှိလက်ရှိလောလောဆယ်နော်ပြေးနိုင်တာပဲရှိတယ်ဗျပြေးနိုင်တာတော့မှယူယူမဟုတ်ဘူးရှေ့မှာဘယ်သူမှမရှိတဲ့ space အလွတ်ကြီးမဲ့ပြေးနိုင်တာဒါပဲရှိတာ နော်ဟိုဗာလဲဂိုးပေါက်ကန်တာကောင်းလားဆိုတော့လည်းမကောင်းဘူးဖန်တီးမှုကောင်းလားဆိုတော့လည်းမကောင်းဘူးအချိတ်ဆက်ကစားနိုင်လားဆိုတော့လည်းဒီဂိုးပေါက်အောင်ဆန်သေးတယ်နော်ဟိုလူပေးဆော့ကျင်လားဆိုတော့လည်းမဆော့ကျင်ဘူးကိုယ်တိုင်ကန်တော့အသုံးကျလားဆိုတော့လည်းမကြောက်ဘူးဆိုတော့အဲ့လိုအဲ့လိုမျိုးပြသေးတာဆိုတော့သူ့နေရာမှာတခြားကစားသမားဝင်ကစားမဲ့သူမရှိလို့လားနေရာရနေတာဒါအပြင်ဒီကစားမရဲ့ attitude ပိုင်းတွေကတော်တော်ကိုရုပ်ပြဆင်ပြဖြစ်လုံးနေ MOD နေနဲ့ အတင်းအဖွဲလိုက်ကစားနေတဲ့အတင်းဒီဒီဟိုဘာအားကစားတခုမှဒါမျိုးကစားမတွေကိုသူအချိန်ဒီမကောင်းကြောင်းเนาะတအပြင် body language တွေဘာတွေကိုလက်ခံစရာမကြည့်အောင်သူခဏတိုင်းပြောထားတယ်ကာနာဂျူနီနဲ့ရှေ့ပွဲဒီမှာမလေးနော်ဟိုဘာလဲလူစားလဲခံလဲရတဲ့ခါကြလို့ချင်းကိုယ့်ရဲ့ body language နဲ့ပတ်သက်လို့ရှင်ဘလူးမန်အချိန်ဒီကောင်းမနေတော့တည့်ရတဲ့အတန်းနဲ့ဘာဖြစ်လဲဆိုတော့ဒီပွဲလဲထက်ပြီးတော့လုတ်ပြန်ပြီเนาะသူ့ကိုလူစားလဲလိုက်လို့တဲ့เนาะလူကြီးတော့ defensive မှာလဲဘာမှမပြန်မကူနိုင်ဘူးတိုက်စစ်မှာလဲဘာမှအသုံးမကျဘူးကာနာဂျူနီနဲ့ အုံတော့သုံးပြီးတော့ကျွန်တော်ကစားဖို့လိုပါတယ်เนาะဆိုတော့ Resman White လည်းကျွန်တော် Rain နဲ့ကျွန်တော်3 ठी ပဲပြထားတယ်တော်တော်ကိုကံမကောင်းခဲ့တာကံမကောင်းခဲ့တာဆိုတော့သူကိုယ်တိုင်တကယ် correct ranks တွေလုံးရတာနဲ့အုံတော့မရှိတဲ့ကစားမိုင်းနဲ့တွဲကစားနေရတဲ့အနေအထားမျိုးမှာဘာဘော်လုံးမှသူမရခဲ့ဘူးဘာကိုးပေါက်ကန်သွင်းမှူးမှသူမလုပ်ခဲ့ရအောင်ကာနာချူဒီနေပွဲစဉ်မှာကိုးပေါက်ကန်တာ9ချိန်ရှိတယ်အရင်များလုံးနေပြီဒီကစားမအတွက်ဘာလို့လဲဆိုတော့အသုံးမကျတဲ့ကစားမတယောက်ကကိုးပေါက်တွေအလောက်ကန်နေတာဘာမှအခြေအနေကောင်းမနေဘူး Resman White လည်းတလုံးမှကန်ခွင့်မရခဲ့ဘူး ူ့ကိုပေးရမယ့်လုံနေလဲခန္ဓာချို့လို့ကျွန်တော်မပေးဘူးဒါလို့ဆိုလို့ရှိရင်လည်းဒီတိုင်းပဲပေးရမယ့်လုံကျွန်တော်မပေးဘူးတိုက်စင်မှုတယောက်ကဘောလုံးလက်ခံခွင့်ရလို့ဒါပါတော့အခွင့်အရေးဖန်တီးမှုတွေရှိလို့ဂိုးမသွင်းနိုင်ဘူးဆိုလို့ရှိရင်တလုံးမဟုတ်နှလုံးမဟုတ်ဖြစ်လာရင်အများကြီးပြောစရာရှိတယ်ပြဿနာမရှိဘူးပြောလို့ရတယ်ဒါပေမဲ့လို့ပေါ့နော်ဘယ်သူကမှဖန်တီးမှုလို့မနေဘူးဆိုမှတော့ဘလို့သွားကစားရမလဲဘလို့သွားကစားရမလဲ ကြည့်ရမလားဟိုအဆင်မပြေဘူးဗျာဒါကြောင့်မနော် rest match တော်ကံမကောင်းခဲ့တဲ့ပွဲပါနီးပြဖြစ်တဲ့ MO နဲ့ဒါကိုပြောထားတယ် zigzi zigzi ကတော့ဒီနေ့ပွဲစဉ်မှာကျွန်တော် rain match ကျွန်တော်70ပေးထားတယ်အတင်းရဲ့အကောင်းဆုံးကစားမလို့ကျွန်တော်ထင်တယ်ဦးနန္ဒာနဲ့အတူဦးနန္ဒာလည်းပဲဒီနေ့ပွဲစဉ်မှာသူတကယ်ကောင်းတဲ့ကာကွယ်မှုတွေလုပ်သွားခဲ့လို့ပေါ့နော် zigzi နေနဲ့ဟိုတော်တော်လေးကောင်းတဲ့ performance တွေနောက်ပိုင်းပြလာနိုင်ပါတယ်ဝေဖန်မှုတွေကြားထဲကနေပြီးတော့အမှန်ကန်သူယုံထွက်လာခဲ့ရတယ်နောက်ပိုင်းပွဲတွေမှာဘယ်ကစားမမှန်အဆင်ပြေမကစားသေးတဲ့ပွဲစဉ်မျိုးမှာ zigzi အမှန်ကန်လုပ်ပြတယ် တကယ်လည်းပဲသူ့ရဲ့ကစားပွန်တွေကကောင်းနေခဲ့လို့ဒီနေ့ပွဲမှာလည်းသူ့ကိုယုံကြည်မှုထက်တိုးစေမဲ့သွင်းကိုယ်တကူရခဲ့တယ်ဆိုတော့တော်တော်လေးကောင်းတဲ့အချက်ပါเนาะဆိုတော့ဒါကတော့လက်ရှိမှာဆိုလို့ရှင်ကျောက်သားကစားမားတွေရဲ့ player rating ပေါ့ဗျာဒုတိယပိုင်းမှာဝင်လာတဲ့ Lindy Lowe တို့ Ericsson တို့ Toby Collier တို့လောက်ပဲရှိတဲ့အနေထားမှာဘာမှတိတ်ပြောစရာလိုခဲ့တာမျိုးကျွန်တော်မရှိဘူးပေါ့เนาะဆိုတော့ဒါကတော့ကစားမားတွေရဲ့ player rating မှာညီကရိုနေနေရောအလိုမီညာလေဘက်ကစားမားတွေအကောင်းဆုံးဖြစ်ခဲ့တယ်လို့ထင်တဲ့ဒီပွဲမှာဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်